ီတော့လူငယ်တွေနဲ့ပတ်သက်လို့ကျမဘူဒီနယ်မှာရောက်လာတဲ့အချိန်မှာအာလေးလေးနဲ့နဲ့စကားတခုပြောချင်ပါတယ်အခုကျမတို့နိုင်ငံမှာဆိုလို့ရှိရင်မူရဲဆေးဝါးဆွဲနေတဲ့လူငယ်တွေကအင်တာမများပါတယ်အထူးဖြင့်ဒီနယ်တွေမှာများပါတယ်အဲ့ဒီဟာတွေကိုကျမတို့အားလုံးဝိုင်းပြီးတော့ပတ်ပြတ်အောင်လုပ်ဖို့လိုပါတယ်ဘာဖြစ်လဲဆိုတော့ဒီဟာကျမတို့လူငယ်တွေတယောက်ချင်းတယောက်ချင်းရဲ့ဘဝကိုသာထိတိုက်တာမဟုတ်ဘူး ကျမတို့ရဲ့နိုင်ငံကိုပါကြိုင်ထိခိုက်လာပါလိမ့်မယ်။ဘာဖြစ်လဲဆိုဒီလူငယ်တွေဟာကျမတို့ရဲ့အနာဂတ်ပဲ။ကျမတို့ရဲ့အနာဂတ်လူငယ်တွေဟာစိတ်ပိုင်းဆိုင်ရာ၊ရုပ်ပိုင်းဆိုင်ရာအဖက်ဖက်မှာကောင်းဖို့လိုတယ်။အဖက်ဖက်မှာညစ်ဖို့လိုတယ်။အဖက်ဖက်မှာတော်ဖို့လိုတယ်။ဒါကြောင့်မလို့ကျမတို့ရဲ့လူငယ်တွေဟာကိုယ့်ကိုယ်ကိုတံပိုးထားကြပါ။ကိုယ့်ကိုယ်ကိုတံပိုးထားသောအဖြစ်ကိုယ့်ကိုယ်ထိခိုက်စေမဲ့အလေအကျင့်တွေကိုမ မဖက်ကြွယ်ပါနဲ့လို့ဒီမှာပြောပြရစီ